စုကအာနာသိမ့်ပြီး9နှစ်နေပါရှိလာတဲ့အခါသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်အတွက်ရွေးကောက်ပွဲနဲ့မျက်လဲပြဖို့စ조사နေပါတယ်။ဒါပေမဲ့ဒီဒီချင်းရွေးကောက်ပွဲကစစ်တပ်အရင်ရင်ကလုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေထက်အခြေအနေတွေအများကြီးပိုဆိုးရွားနေပါတယ်။ဒါကြောင့်ရွေးကောက်ပွဲလိုတောင်ပြောဖို့ခက်တဲ့အခြေအနေပါ။ဒီရွေးကောက်ပွဲကနေအရင်သူတို့ကျူးလွန်ထားသမျှစစ်ရဇဝမှုတွေအားလုံးကိုအေးအေးယူမခံရဘဲအာနာကိုရာသက်ပံချုပ်ကန်ဖို့ကြံစည်နေတာဖြစ်ပါတယ်။ ါကြောင့်မလို့စေအုပ်စုရဲ့ရွေးကောက်ပွဲကထွက်ပေါက်မဟုတ်ပဲနိုင်ငံရေးထောင်ချောက်ဖြစ်တဲ့ဆိုပြီးဒေါ်လာရေးအင်အားစုတွေအားလုံးကမှတ်ယူစန့်ကျင်ထားကြပါတယ်။တစ်ဖက်မှာစေအုပ်စုကလည်းသူ့ကိုစန့်ကျင်သူတွေကိုစိတ်တိုင်းကျအေးအေးယူနိုင်ဖို့အကြောက်တရားရိုက်သွင်းဖို့ရွေးကောက်ပွဲဟန်တာနှောက်ယှက်သူတွေကိုအေးအေးယူမယ်ဆိုတဲ့ဥပဒေထုတ်ခဲ့ပါတယ်။ဒီအခြေအနေတွေကြားကလုံးမဲ့စေအုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးဖို့အတွေးခေါ်လမ်းကဏ္ဍကနေဧည့်သည်တော်နှစ်ဦးကိုဖိတ်ကြားထားပါတယ်။ တဦးကတော့ထင်ရှားတဲ့လူအခွင့်အရေးတက်ကြွလှုပ်ရှားသူနိုင်ငံတကာရေးရာကျွမ်းကျင်သူတဦးလည်းဖြစ်ပြီးရှေ့ပြေးအတန်အဖွဲ့ Progressive Voice တီထောင်သူဒေါခင်အောင်မာနဲ့2020ရွေးကောက်ပွဲအနိုင်ရလှုပ်တော်ကိုယ်စားလှယ်ဖြစ်သလိုစစ်တပ်အာဏာသိမ်းပြီးနောက် CRPH အဖွဲ့ဝင် NUCC ကောင်စီဝင်တဦးဖြစ်တဲ့ဦးစီသူမောင်တို့ကိုဖိတ်ခေါ်ထားပါတယ်။ဂျာမောင်းကတော့ Moderator အနေနဲ့ပါဝင်သွားမှာဖြစ်ပါရဲ့ရှင်။မင်္ဂလာပါရှင်။အခုဒီဆွေးနွေးမှုစဖို့အတွက်ပေါ့နော်အဖွဲ့အနေနဲ့အချင်းချုပ်အရင်ပြောရမယ်ဆိုရင် အာနာဒေးဆေးစုကဒီဇင်ဘာအကုန်နဲ့ဇန်နဝါရီမှာ အပိုင်းလိုက်ခွဲပြီးတော့ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအတွက်စစ်ရေးနိုင်ငံရေးတပ်တမန်ရေးအဖက်ဖက်ကနေသူအကွက်ကြကြလှမ်းနေတာကျမတို့မြင်ရပါတယ်ရွေးကောက်ပွဲလုံနိုင်အောင်လဲမဲဆန္ဒနယ်တွေတိုးရဖို့ပြီးတော့စိုးမိုးနယ်မြေတွေပြန်ရဖို့ပေါ့လေပြီးခဲ့တဲ့ August September October ဒီကာလတွေအတွင်းမှာဆိုရင်အ ਨੇ ဆုံးတော့မြို့ပေါ်နေရာလောက်ပဲဖြစ်ဖြစ်ဒီရနိုင်သမျှပြန်သိမ်းဖို့ဆိုပြီးစစ်ကောင်စီကထိုးစစ်အရှိန်ညှင့်ခဲ့တာလေ အကုန်လုံးဒီကြားသိရတယ်ပြီးတော့အခုမဲဆွယ်စည်းရုံးရေးတွေစတဲ့နိုဝင်ဘာနဲ့တကယ်တမ်းရွေးကောက်ပွဲလုပ်မဲ့ဒီဇင်ဘာ January ဒီလတွေမှာလဲသူတို့ရွေးကောက်ပွဲကျင်းပဖို့တတ်မှတ်ထားတဲ့နေမြေတွေမှာတော်လှန်ရေးအင်အားစုတွေဘက်ကလာမနှောက်ရှက်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့အဲတစ်ဖက်ကတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ရေးအရာဖိအားပေးတာတွေမျိုးစုံလောက်တာလဲတွေ့ရတယ်လေချောင်းတိုက်ခိုက်တာမျိုးတွေပေါ့လေဆိုတော့စစ်ကောင်စီကရွေးကောက်ပွဲနဲ့တံပြန်ထိုးစစ်ကိုကြံပြန်တဲမှာလုံမဲ့အနေထားကိုတွေ့ရတယ် ဒါပေမဲ့သူဘလို့ပဲစူးစမ်းစူးစမ်းဒီရွေးကောက်ပွဲကအတူအရောင်ရွေးကောက်ပွဲဖြစ်လို့ဆန့်ကျင်ကြဖို့အတွက်တော်လှန်ရေးအင်အားစုတွေနဲ့အရက်ဘတ်အဖွဲ့အစည်းတွေကပြည်သူတွေနဲ့နိုင်ငံတကာစီကိုသတင်းစကားပားနေကြတာလဲဇက်တိုက်ပဲကျမတို့မြင်ရပါတယ်။ဒါကြောင့်မလို့ဥစီသူမောင်အရင်ဆုံးမေးချင်တာက အာနာသိန်းစေအုပ်စုက လုံမဲ့ဒီရွေးကောက်ပွဲကိုပြည်သူတွေကဘာကြောင့်ဆန့်ကျင်တင်တယ်ဆိုတော့အားလုံးနားလည်နိုင်မဲ့ပုံစံမျိုးနဲ့ပေါ့လေရွရွရှင်းရှင်းပဲအရင်ဆုံးပြောပြပေးပါလား။ဘာလို့ ဟိုအယိုးရှင်းဆုံးပြောရလို့ရှိရင်တော့ကာဝေကြီးဥတီချုပ်တယောက်ကကျွန်တော်နိုင်ငံမှာ သူမကြိုက်တဲ့ရွေးကောက်ပွဲရလက်ထွက်လာတိုင်းမှာတမရာတို့အဲပြီးတော့နိုင်ငံရေးဝန်ကြီးပေါ့နော်တနည်းနိုင်ငံတော်အတိုင်းအမြံကောင်စီပေါ့နော်အတိုင်းအမြံပုဂ္ဂိုလ်ပေါ့သူဖန်ခွင့်ရှိပြီးတော့ကိုကြိုက်တဲ့ရလက်ထွက်လာအောင်လို့အဲပြန်လဲပြီးတော့ပေါ့နော်သူတို့လိုချင်တဲ့အခင်းကျင်းကိုဖန်တီးယူခွင့်ရှိတယ်ဆိုတော့နိုင်ငံရေးရင်ကျေးမှုမဟုတ်တဲ့အဲကျွန်တော်နိုင်ငံရဲ့ ီ political tolerance ပျောက်တော့ဗောနနိုင်ငံရေးဒါအမှရိုင်းမှုလို့ပဲသုံးရမှာပေါ့ဆိုတော့ဒီလိုရန်ကားမှုမျိုးဟာကျွန်တော်တို့လူဖွဲ့စည်းမှာမရှိတင်တော့ဘူးဆိုတော့ကျွန်တော်လူဖွဲ့စည်းရလဲအဲ့ဒီဟာမျိုးကိုတစ်ချိန်တော့ကလည်းကြုံခဲ့ဘူးလေ1990မှာလည်းတစ်ချိန်ကြုံခဲ့ဘူးလေဆိုတော့20ခုနှစ်21ခုနှစ်မှာကြုံခဲ့ရတဲ့အဖြစ်အပျက်ကတော့အရင်ယူရှင်းနေပါဗျာငါတို့မယ်ရီအဟောတိကံဖြစ်သွားပြီဆိုတဲ့ခံစားချက်ကိုလူလူကရလိုက်တယ်ဆိုတော့အဲ့ခံစားချက်မျိုးကိုရလိုက်တဲ့ပြင်အခုစစ်တပ်ကပြန်ပြီးတော့ ဟိုစပွန်ဆာပြန်လုပ်တယ်ပေါ့ဗျာထားပါတော့ဟိုသူတို့ကနေပြီးတော့လမ်းညွန်ပေးတဲ့ဒီမိုကရေစီပေါ့ဆိုတော့အဲ့ဒီဟာမျိုးကတော့ဟိုလမ်းညွန်ဒီမိုကရေစီလို့ပြောရင်စစ်တပ်ကသူကသူတို့ပေးတဲ့လောက်ပဲဒီမိုကရေစီကိုလူလူကိုယူတော့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီခင်းချင်းမျိုးတော့ကျွန်တော်လူလူကပြပြတတဆန့်ကျင်မှုလိုရတယ်ပေါ့ဒါရိုးရှင်းရှင်းပဲကျွန်တော်ပြောရတဲ့ကဟုတ်ကဲ့ပါဒီလိုဒါတဲ့ပဲပေါ့နော်ပြောသွားတဲ့ဥစားတကယ်ကိုကောင်းပါတယ်ဒါဆေးဥစုကသူမျိုးစုံကြိုးကင်ချဲ့လဲဖို့အတွက်ဒါ ဟန်ပြအယောင်ပြဒီမိုကရေစီပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါရွေးကောက်ပွဲကိုတစ်ဖက်လက်လုပ်တဲ့ဥစ္စာကိုဒါပြည်သူတွေလည်းဒါနားလည်နိုင်ဖို့အတွက်အခုလိုမျိုးပြောပြပေးတာကျေးဇူးတင်ပါတယ်ဆိုတော့ဒါကပြည်သူတွေအပိုင်းပေါ့လေတစ်ဖက်မှာမြန်မာနိုင်ငံရဲ့နှီးဆက်ဆုံးအဖွဲ့အစည်းကြီးလို့ပြောရမယ်အာဆီယံရဲ့အခြေအနေကိုလည်းသိကျင်ပါတယ်အဲအန်တီဒေါခင်ဥမာတီထောင်ဦးဆောင်နေတဲ့ရှေ့ပြေးအတန်အဖွဲ့အပါအဝင်တခြားသောအရက်ဘက်အဖွဲ့အစည်းတွေဆိုရင်လည်းစေအောင်စုလုံးမဲ့ရွေးကောက်ပွဲကအတူရောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက်နိုင်ငံတကာကို ီရွေးကောက်ပွဲအပေါ်အသိအမှတ်မပြုလက်မခံကြဖို့စာထုတ်ပြီးတိုက်တွန်းတာတွေလည်းတွေ့ရတယ်။ဒီနေရာမှာဘသူတွေဘလို့ပဲပြောပြောစစ်တပ်နဲ့ပဏံသင့်နေတဲ့တရုတ်ရုရှားဘီလာရုစတို့လိုနိုင်ငံအနည်းစုကတော့ရွေးကောက်ပွဲကိုထောက်ခံအားပေးကြတာမျိုးရှိမှာပဲပေါ့လေ။ဒါပေမဲ့အာဆီယံကတော့ဒီရွေးကောက်ပွဲကိုအသိအမှတ်မပြုထားဘူး။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့လည်းမလွတ်ဘူး။ပြီးတော့လက်ရှိချိန်ထိဆိုရင်လည်းအာနာဒိန်းစစ်ကောင်စီကိုမြန်မာနိုင်ငံရဲ့ခေါင်းဆောင်အနေနဲ့အသိအမှတ်မပြုတော့ကျမတို့တွေ့ရပါတယ်။ ဲ့တော့အန်တီစီယန်နေသိကျင်တာကစစ်ကောင်စီရဲ့ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာရောအာဆီယံဘက်ကသဘောထားပြောင်းမယ်လို့ထင်လားဘယ်လိုမျိုးဖြစ်တင်တယ်လို့အကြံပြုချင်ပါလဲအာကျမမြင်တာတော့လေအာဆီယံကဒီတစ်ခေါက်တော့သူတို့ဒီမလေးရှားဥက္ကဋ္ဌဖြစ်တဲ့အလှမ်းမှာတော့အထူးသဖြင့်ဒီအချက်ဖက်ဆေအုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲကိုသူတို့ရဲ့ရက်တီချက်ကိုတော့ပြက်ပြက်တသားရှင်းရှင်းလင်းလင်းလေးရထားလိုက်နိုင်တယ်လို့ကျမတွေ့ရတယ်ပေါ့နော်အဲ့ဒီထဲမှာအာ ဒီရွေးကောက်ပွဲကမြန်မာနိုင်ငံပြည်ထောင်တာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့ဥစ္စာရယ်ပြီးတော့လေ့လာသူနော် observer လေ့လာသူအနေနဲ့ပို့မှာမဟုတ်ဘူးဆိုတာရယ်အဲ့တော့တော်တော်လေးကိုရှင်း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 လင်းလင်းဖြစ်သွားတာကျွန်မတွေ့တယ်ဆိုတော့ဒီရွေးကောက်ပွဲအတူအယောင်ရွေးကောက်ပွဲကနေပြီးတော့မှ ရလာမယ့်ရလက်အပေါ်မှာလည်းအခုလိုမျိုးယက်တီချက်ကဒီရလက်ကိုပါတခါလေလက်ခံမှုမလုပ်မရှိဘူးဆိုတာကိုပြထားတယ်လို့ကျမတို့အဲ့လိုမြင်နေပေါ့နော်ဒါပေမဲ့နိုင်ငံရေးဆိုတာလည်းသိတဲ့အတိုင်းပဲတခါလေကြာလို့ရှိရင်ကျမတို့ပြောလို့မရတဲ့ဟာတွေရှိတတ်တယ်ဥပမာအထူးသဖြင့် ASEAN မှာကအဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာကနိုင်ငံရေးစနစ်တွေကတူတာလည်းမဟုတ်ဘူးပေါ့နော် တချို့နိုင်ငံတွေမှာဆိုလည်းဒီမိုကရေစီကနောက်ပြန်ဆွဲနေတယ်တချို့နိုင်ငံတွေကအာတရုတ်ရဲ့ဩဇာကံလိုမျိုးဖြစ်နေတဲ့အခါကျတော့ခုနကတော့အာမကြောင်မပြောတော့လို့ပဲဒီတရုတ်ကတော့ ဒီအကြံဖက်စိုးစုရဲ့အတူရောင်ရွေးကောက်ပွဲကိုသူကထောက်လဲထောက်ခံတယ်အာစေမော်ကိုလည်းသူအတင်ပေးဖို့ကြိုးစားမှာပဲလीเนาะဆိုတော့အဲ့ဒီအပေါ်မှာတရုတ်ဩဇာကံစီးပွားရေးအရာတော်တော်ကောင်နိုင်ငံရေးအရာတော်တော်ကောင်တရုတ်ဩဇာကံဖြစ်နေတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတရုတ်စီကဖိအားဘယ်လောက်ရပြီးဘယ်လောက်အထိသူတို့ကအာဟိုတရုတ်တရုတ်အလိုကျလိုက်ကပြအောင်မလဲဆိုတာလည်းကျွန်တော်တို့မသိဘူးပေါ့เนาะဆိုတော့အဲ့ဒါမျိုးတော့ကျွန်တော်တို့ဘက်ကပို့ပြီးတော့ဂရုစိုက်ပြီးတော့မှအမြဲတမ်းစောင့်ကြည့်နေရမယ်ကျွန်တော်တို့ရဲ့အာဒီ အထူးသဖြင့်ကျမတို့အရက်ဖက်အဖွဲ့အစည်းတွေရဲ့စီအောင်လို့ဆိုရေးကတော့အာရှင်းရှင်းလင်းလင်းပြပြသားသားနဲ့ကျမတို့အမြဲတမ်းပဲဟိုစင်ဆက်မပြတ်ထိတွေ့မှုနဲ့လုပ်နေရပေါ့နော်ဒါကြောင့်မလို့ခုနကစာတွေပို့တာတွေပါတွေအပြင်ကျမတို့အစည်းအဝေးတွေသွားလုပ်နေတာတွေရှိတယ်အထူးသဖြင့်ကတစ်ကပေါ့နော်ဒီအကြက်ဖက်စီအောင်စုကအာနာတိန်ထတာမဟုတ်ဘူးကျမတို့အလုံးကြားထဲမှာရှင်းနေရမှာအာနာကိုမသိမ့်နိုင်ဘူးသူတို့နှစ်ကနေမြေဆိုးမှုကိုလည်းသူတို့မသိမ့်ထားနိုင်ဘူးနေမြေမဆိုးမှုထားနိုင်ဘူး ဆိုတော့သူတို့ကအာပြောမယ်ဆိုရင်တိုင်းပြည်တစ်ပြည်ရဲ့အချုပ်အခြာအာဏာကိုကင်ထားတဲ့သူပိုင်ထားတဲ့သူလို့တွက်စီရဘာမှသူတို့စီမကြင်လက္ခဏာဘာမှမရှိဘူးလေနော်အဲ့ဒါအဲ့ဒါအဓိကကျွန်တော်တို့သိရမယ့်ဟာဖြစ်တယ်သို့တော်လည်းပဲဒီသူတို့ရဲ့ trap အနေနဲ့ကတော့ဒီရွေးကောက်ပွဲဆိုတာကိုသူတို့မဖြစ်ဖြစ်အောင်လုပ်ရအောင်လုပ်ပြီးတော့မှသူတို့ကဘာကိုတော့ကြင်ညာမှာပဲဆိုတော့ဒီနေရာမှာကျွန်မလေခုနကဥစီသူမပြောတဲ့ဟာလေးနဲ့ကျွန်မရဲ့စဉ်းစားချက်မှာအာ မတူတာပေါ့တခြားမတူတဲ့စဉ်းစားချက်လေးတခုရှိတာကိုတခါတည်းထည့်ပြောချင်ပါတယ်အဲ့ဒါပါလဲဆိုတော့အာဒီအချက်ဖက်ဆေးအုပ်စုကအတူရောင်ရွေးကောက်ပွဲဆိုတာကိုမဖြစ်မနေစ조사ပြီးလုပ်မယ်ဆိုတာကပြည်သူကိုသူတို့ပေးခြင်းတလောက်သူတို့ပေးခြင်းတလောက်ဒီမိုကရေစီကိုပေးဖို့ဆိုတာထက်ကျမရဲ့အမြင်အရကြတော့သူတို့အာဏာတည်မြဲရေးသူတို့ဆက်ပြီးတော့မှเนาะဒီပြည်သူတွေကိုစစ်ဖနှတ်အောက်မှာစစ်ကြစစ်ကြုံပြုတ်ရေးနေတိုင်းပြည်ရဲ့တယံတဘာဝတယံစာတာတွေကိုသူနဲ့သူမိသားစုအကျိုးစီးပွားအတွက်ဆက်ပြီးတော့ အုပ်ဆိုးထားနိုင်ရေးအတွက်ကိုလုံနိုင်ဖို့ဟိုမှာ သူဒီနိုင်ငံတကာမှာဒီအတူအောင်ရွေးကောက်ပွဲကိုအာဘန်းပြပြီးတော့မှနိုင်ငံတကာကတရားဝင်မှုကိုရအောင်ကြိုးစားဖို့အဲ့ဒီနိုင်ငံတကာတရားဝင်မှုနဲ့ရလာခဲ့လို့ရှိရင်အဲ့ဒီအပေါ်မှာအခြေခံပြီးတော့မှနိုင်ငံတကာစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုပြန်ဖိတ်ခေါ်ပြီးတော့မှသူဆက်ပြီးတော့မှသူနဲ့သူမိသားစုဆက်ပြီးတော့မှအာချမ်းသာကြွယ်ဝဖို့အရေးနဲ့ဒီတိုင်းပြည်ရဲ့ အာအာနာကို2008ဖွဲ့စည်းပုံအောက်ကနေပဲဆက်ပြီးတော့မှထိန်းသွားနိုင်ရေးကိုပို့ပြီးအာဦးစားပေးပြီးလုပ်နေတယ်လို့ကျမတို့အဲ့လိုမြင်တယ်ပေါ့နော်ရှင်းရှင်းပြောရရင်ဒီစစ်အုပ်စုကမြန်မာနိုင်ငံပြည်သူတွေရဲ့ကောင်းကျိုးအကျိုးစီးပွားအတွက်ဒီမိုကရေစီနည်းနည်းပဲဖြစ်ဖြစ်များများပဲဖြစ်ဖြစ်ရရေးအပါအဝင်မှာပြည်သူကောင်းကျိုးအတွက်တစ်စက်မှသူတို့မှာစေတနာမရှိဘူးဆိုတာတော့ကျမတို့ရှင်းနေတယ်လို့မြင်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီလိုမျိုးဒါရွေးကောက်ပွဲကအထမြောက်သွားမယ်ဆိုလို့ရှင် သူ့ရဲ့နောက်ဖြစ်လာမယ့်အကျိုးဆက်တွေကမတွေ့ရစရာပဲပေါ့နော်။တေကြတာကတော့ပြည်သူတွေအတွက်ကောင်းတာတခုမှဖြစ်လာမှာတော့မဟုတ်ဘူး။ဒါပေမဲ့အခုဆေးအဆုလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲကအခုမှရုတ်တရက်ကြီးဒါဝုန်းတိုင်းဆိုပြီးတော့ထထုတ်လာတာမဟုတ်ဘူးပေါ့နော်။သူအစောပိုင်းမှာကလေးကလုံမယ်လုံမယ်ဆိုပြီးတော့ပြောလာတယ်။အဲပြောလိုက်ပြင်လိုက်ပြက်လိုက်နဲ့ဒါဒီအချိန်တွေကိုရောက်လာတာပေါ့လေ။ဒါပေမဲ့အခုတော့အပြောတတ်တတ်မဟုတ်ပဲနဲ့လက်တွေအကောင့်ထဲပေါ်လာနေပြီ။ဒီနေရာမှာ ဘသူတွေပဲကန့်ကွက်ပါစေအတိမတ်မပြုတ်ပါစေစေဥစုကတော့ဤအမျိုးမျိုးတုံးပြီးတော့မရမကဖြစ်အောင်လဲတို့ကလုံမှာတေးကြနေတယ်ဆိုတော့ဒီအခြေအနေထိရောက်လာအောင်စစ်တပ်ရွေးကောက်ပွဲကိုတံပြန်ဖို့ NUG NUCC CRPH နဲ့တော်လိုင်းအင်အားစုတွေဘက်ကဘာတွေအားနေကြတယ်လို့ဦးစီသူမောင်အနေနဲ့မြင်ပါလဲဟောပေါ့ကျွန်တော်တို့ကဒီတော်လိုင်းခီးကြီးကဟို9နှစ်တာတည်းကိုရောက်သွားပြီပေါ့နော် ဆိုတော့အဲ့မှာတော့အားသာချက်အားနည်းချက်တွေတော့အများကြီးရှိတာပေါ့ဟိုစီအီကတော့ကျွန်တော်အများကြီးမပြောလို့ကျွန်တော်လည်းအများကြီးမသိတော့လीဆိုတော့နိုင်ငံအေးပိုင်းမှာတော့ကျွန်တော်တို့ဒီပထမဦးဆုံးအာနာဆပြီးတော့တိမ့်မှုကိုကြုံနေရပါတော့လူလူလှုပ်ရှားမှုတွေပေါ်လာအဲ့နောက်ပိုင်းမှာဒါဖွဲ့စည်းပုံခြေခံဥပဒေကျွန်တော်တို့အဲဒီ2008ဆိုတဲ့ဟာကိုကျွန်တော်တို့ပြည်သူလူထုရဲ့ mandate နီးနေပေါ့เนาะကျွန်တော်တို့ informal way ပေါ့ဗျာအဲ့ဒီနီးနေကျွန်တော်တို့ဟိုဖြတ်သိမ်းလိုက်တယ်ပေါ့เนาะအပီးတိုင်းဖြတ်သိမ်းလိုက်တယ် ဖြတ်သိမ်းပြီးတော့ကျွန်တော်အစားထိုးစရာတခုလို့ခေါ်တဲ့ဒီဖွဲ့စည်းပုံခြေခံဥပဒေလေဟာနဲ့မဖြစ်သွားတဲ့မဖြစ်သွားအောင်လို့ပေါ့နော်ကျွန်တော်တို့ Federal Democracy ပြည်ညင်ဆိုတဲ့ Charter ကိုကျွန်တော်တည်ပြုပြဋ္ဌာန်းနိုင်ခဲ့ဆိုတော့ Charter ကလည်းဟိုအဲ့တုန်းကနှိုင်းရှင်စဉ်းစားချက်ရဆိုလို့ရှိရင်ဒါ Union Accord လို့ခေါ်တယ်ပြည်ထောင်စုသဘောတူစာချုပ်ထက်တောင်မှပဲဒါအများကြီးပဲဟိုတိုင်းရင်းသားတွေအတွက်ကောအနာဂတ် Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက်ကောကျွန်တော်တို့ Foundation ကောင်းကောင်းနေပေါ့နော်အဲ့ဒီမှာတံပိုးနှုံးဆန်နေနဲ့မြင့်မြုပ်ပြီးကျွန်တော်တို့ချမှတ်နိုင်ခဲ့တယ်အဲ့အဲ့လိုပဲ Charter ရဲ့ဒီ ဟိုဟာပေါ့လမ်းပြမြေပုံအစင်စင်ကိုပေါ်ဆောင်တဲ့အခါမှာတော့ကျွန်တော်တို့အခက်အခဲတကယ်ရှိခဲ့တယ်။အဲ့ဒါဘာလဲဆိုတော့ trust issue ပဲ။ trust issue ဆိုတဲ့နေရာမှာတယောက်နဲ့တယောက်ဒီတိုင်းရင်းသားတွေနဲ့ဒီဗမာအင်အားစုတွေကြားဟာလာတိုင်းရင်းသားတွေနဲ့နိုင်ငံရေးအဲဒီဒီနိုင်ငံရေးပါတီကြီးတွေကြားမှာယုံကြည်မှုဟာတစ်ချိန်လုံးကတမိုင်းရိပ်တည်းနောက်ပြီးတော့ဟို၅နှစ်တာတွေမှာဖြစ်ခဲ့တဲ့အဒီပုတ်တိုင်းမှုတွေပေါ့နော်ဒီလိုအခြေအနေတွေနဲ့ပဲကျွန်တော်တို့ဒီလိုပဲယုံကြည်မှုတိဆောက်သွားတာဒါပေမဲ့တေချာတစ်ခုကတော့ကျွန်တော်ပြောနိုင်တယ်ဒီဘက်ကာလမှာအာ အားလုံးရဲ့အားလုံးကကိုယ့်ရဲ့နယ်မြေဒေသကိုကိုစိုးမိုးထိန်းချုပ်မှုရနေပေမဲ့လို့အဲ့ဒီဟာကတော်လိုင်းနိုင်နေရတော့ဟုတ်နေဘူးကို့ဒေသမှာကိုအုပ်ချုပ်ရေးထူထောင်နိုင်နေတာဟာတော်လိုင်းတစ်စုံလုံးနိုင်နေရတော့မဟုတ်ဘူးဒါကဟိုဒေသအဆင့်အောင်မြင်မှုလက္ခဏာကိုပဲဆောင်နေပေါ့တနိုင်ငံလုံးအဆင့်အောင်မြင်မှုလက္ခဏာကိုဆောင်နေအတိုင်းတောင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးက federal ကိုတကယ်ယုံကြည်ရဆိုလို့ရှိရင် federal practice ပေါ့ federal လက်တွေ့ဖြတ်သန်းပြရတော့မယ်အဲ့ဒါဘာလဲဆိုတော့အားလုံးကနိုင်ငံရေးရ share rule ပေးရတော့မယ်နိုင်ငံရေးရ share rule လည်းပေးရတော့မယ်အဲ့လိုပဲ federal ရလည်း share to CE ရလဲ share to ပေးရတော့မယ်ဆိုတော့ကျွန်တော်တို့မှာဘူအားကောင်းတဲ့အစိုးရတစ်ခုကိုကျွန်တော်တို့အပြိုင်ထူထောင်နိုင်မှုလိုအပ်နေပြီလို့မြင်တယ်မြန်မာပြည်မှာတည်ကြတဲ့ဒါဒီလိုတသက်ဝင်ခံတာမြန်မာပြည်မှာ authority နှစ်ဖွဲ့ရှိနေတယ်ဆိုတော့နိုင်ငံတကာပုံဝင်နေလေးမှာကျွန်တော်ပြောရတော့မယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာလည်းသူတို့ဟာနေမီစုမထိန်ချုပ်မှု100%ရနေတာမဟုတ်ဘူးဒါကဘာဝင်ခံနေလဲဆိုတော့ယူကောက်ပွဲကိုအပိုင်းလိုက်ခွဲပြီးကျင်းပနေရတယ်ဆိုတော့အချက်ကအဲ့ဒီဟာကိုသူတို့ဝင်ခံနေတယ်သူတို့ဒီတနိုင်ငံလုံးကိုကိုစားမပြုတ်ပါဘူးဆိုတာကိုယူကောက်ပွဲအပိုင်းလိုက် ခွဲပြီးကျင်းပနေခြင်းအရောဒါဝန်ခံနေခြင်းပဲဟုတ်ပြီတစ်ဖက်မှာဆိုရင်လည်းကျွန်တော်တို့ဒီ ERO အပါဝင်ပေါ့နော်ဒါအခု local PDF ဒီ NUG အပါဝင်ပေါ့နော်စိုးမိုးထိန်းချုပ်ထားပြီးသားနေမြေတွေမှာလည်းကျွန်တော်တို့ Federal ကိုလက်တွေ့ဖြတ်တမ်းမှုလိုအပ်နေပြီအဲ့တော့ကျွန်တော်တို့မှာနိုင်ငံရေးရဲ့သဘောတူညီချက်တွေမရှိခဲ့ဘူးလားမရှိရှိခဲ့တယ် Federal Democracy ပြည်ညချတာရှိခဲ့ဘူးတယ်အဲ့လိုပဲ NUG K2C statement တွေရှိခဲ့တယ်လေးဘွယ်ပေါင်းပြီးတော့ထုတ်ပြန်ကြေညာချက်တွေရှိခဲ့တယ်ဘုံဘောညီချက်6ချက်တွေရှိခဲ့တယ်အခုလည်းထပ်ပြီးစူးစမ်းနေတယ် Common Political Agreement ဆိုပြီးတော့ဗောနော်ဒီလို ီအားလုံးသဘောတူနိုင်တဲ့ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိပေါ့ဆိုတော့ဒါဒီအားလုံးကလက်တွေ့ကြကြနဲ့နိုင်ငံရေးသဘောတူညီချက်ရလာဆိုလို့ကျွန်တော်ထင်တယ်အဲ့ဒီဟာကနိုင်ငံရေးသဘောတူညီချက်ရဲ့နောက်ဆက်တွဲဟာစီရေးပူးပေါင်းဆောင်ရွက်မှုနဲ့အစောကကျွန်တော်ပြောတဲ့နိုင်ငံရေးရဲ့ share ပေးတာစီရေးရဲ့ share ပေးတာတွေ federal လက်တွေ့ဖြတ်တန်းတာတွေကိုကျွန်တော်တို့လက်တွေ့လိုရတော့မယ်လို့မြင်တယ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ဟာဟိုအားလုံးလွတ်မြောက်မှာငါတို့ရဲ့လွတ်လပ်မှုကလည်းတည်ကြမယ်ဆိုတဲ့စိတ်ကိုထားပြီးတော့ပဲကျွန်တော်တို့ ဟိုတကယ်ဟို competitive state ပဲတယ်ပေါ့နော် တကယ်ဟိုအပြိုင်ထူထောင်တဲ့နိုင်ငံတစ်ခုကိုကျွန်တော်တို့ဒီဘက်မှာလည်း nation building state building ကိုတွားနေအဲ့ဒီအဲ့ဒီ process တဲမှာကျွန်တော်အားလုံးယုံကြည်ကြီးနဲ့လက်တွဲပြီးတော့ပို့ပြီးတော့ကျွန်တော်တို့လက်တွဲဆောင်ရွက်ဖို့လိုလာပြီလက်တွဲဖြတ်တန်းကြဖို့လိုလာပြီအဲ့တော့တခြားတည်းပြောချင်တာကကျွန်တော်ရွေးကောက်ပွဲကိစ္စတွေပြောလာတော့ရွေးကောက်ပွဲကိုတာမန်အပြင်ကြည့်ရင်တော့အာမင်းတို့ကဒီမိုကရေစီကိုဖော်ဆောင်မိမှာပဲလို့ရွေးကောက်ပွဲကိုလက်မခံနိုင်လဲမဟုတ်ဘူးကျွန်တော်တို့နိုင်ငံရဲ့မဝေးတော့တဲ့အနာဂတ်မှာကျွန်တော်တို့ဟာရွေးကောက်ပွဲဆိုတာရှိလာမှာပဲချင်းတည်ရှိလာမှာ အဲရွေးကောက်ပွဲတွေဟာကျွန်တော်တို့တိုင်းပြည်ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေအနာဂတ်ဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲရေးအတွက်ဟလာဒီတိုင်းပြည်ပြည်လွတ်တော်ရွေးကောက်ပွဲလည်းဖြစ်နိုင်တယ်အဲ့ဒီကနေမှတစင်အမြဲတမ်းအတွက်ဒီ General Assembly ပေါ့အထူးရွေးကောက်ပွဲမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ဒီအားကကျွန်တော်တို့ရဲ့နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်ရနေတဲ့ဆင်ပေါ့နော်ဟိုသွားမဲ့အဲ့ဒီဟိုပူပေါင်းဆောင်ရွက်မှုတွေအာနိုင်ငံရေးသဘောတူညီချက်ရရှိရပုံမူပြီးတော့အရေးကြီးတယ်လို့ကျွန်တော်အနေနဲ့မြင်နေပါတော့ဆိုတော့ဒါတွေကအားသာချက်အနေချက်တွေပေါ့နော်ဆိုတော့စစ်ရေးကတော့ ားလုံးသိတဲ့အတိုင်းပဲဟိုလော့ဂရန်ဆိုတာကနေရာတိုင်းမှာရှိတယ်။စီးရေးမှာလည်းလော့ဂရန်ရှိတယ်။အတက်အကျအနှိမ့်အမြင့်ဒီလိုပဲရှိတယ်။ဒီလိုပဲနိုင်ငံရေးမှာလည်းရှိတယ်။ဆိုတော့ကျွန်တော်ပွင့်လင်းလင်းပြောတာပါဒါဟိုဟိုကျွန်တော်တို့ဟိုဘာသာသေးစကားပြောတာမဟုတ်တရားသဘောနဲ့ပဲကြည်နိုင်တာလည်းမမြဲဘူးရှုံးတာလည်းမမြဲဘူးမြဲတာအမှန်တရားပဲဆိုတော့အမျိုးသားညီမညီဖွဲ့ချုပ်အနိုင်ရရှိခဲ့တယ်ဒါပေမဲ့စစ်အာဏာသိမ်းမှုကြောင့်ရတယ်ဒါပေမဲ့ကျွန်တော်တို့ရှုံးနေသလားမေးကျွန်တော်တို့မရှုံးနေဘူးကျွန်တော်တို့လည်းတုံ့ပြန်နေတာပဲဒီစစ်အုပ်စုကိုကျွန်တော်ငုံငုံမခံဘူးဆိုပြီးကျွန်တော်တို့တုံ့ပြန်နေတယ်ဆိုတော့ ဘာမြဲလဲဆိုတော့လူလူရဲ့ဆန္ဒနဲ့ကျွန်တော်တို့ရဲ့ဟိုနိုင်ငံကြီးရဲ့စိတ်ဆန္ဒကဒါလေခိုင်မာတဲ့စိတ်ဆန္ဒကဒါလေကျွန်တော်ထင်တယ်အဲ့ဒါအမှန်တရားဖြစ်လာလိမ့်မယ်ဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့ခိုင်မာပို့ပြီးတော့ဟိုစီနောင်မှုအားကောင်းတဲ့နိုင်ငံသဘောညီချက်တွေကျွန်တော်ရရှိဖို့ကြိုးပမ်းသွားဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ဖြေချခြင်းပါဟုတ်တယ်လောက်ပါโอเคคุณน่ะပြောသားသလိုပဲဒါမမြဲတဲ့အခင်းချင်းမှာတေချာတာကတော့ဒါလူတို့ရဲ့ယုံကြည်မှုနဲ့စိတ်အားထက်သန်မှုကဒါတတော်မှာ ရေးကြီးတဲ့လုံအောင်ကြီးပွားမယ်ပေါ့လေအခုစေအုပ်စုရဲ့ရွေးကောက်ပွဲကနီးလာတာနဲ့အမျှဒါနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်တွေဆိုရင်လည်းအမျိုးမျိုးပဲထွက်နေတယ်ဒီထဲမှာဆိုရင်တော်တော်များများပြောကြတာကအခုစေအုပ်စုသွားနေတဲ့လမ်းကြောင်းက2010တုန်းကအခင်းချင်းမျိုးပြန်ဖန်တီးနေတာဆိုပြီးတော့လည်းပြောကြတယ်ဘာလို့လဲဆိုတော့2010မှာရွေးကောက်ပွဲလုပ်ပြီးစစ်အစိုးရနဲ့စစ်တပိုင်းအစိုးရစီကိုအာဏာလွှဲပေးတယ်ကြန့်ခါရေးပါတီကနိုင်ပြီးတော့ဦးသိန်းစိန်တမရဖြစ်လာတာပေါ့လေ အဲ့ဒီနောက်မှာမှဒီနိုင်ငံရေးအရာဖြေလျှော့တာတွေလုပ်တယ်နိုင်ငံတကာကလည်းစီးပွားရေးပိတ်ဆို့တာတွေကိုပယ်ဖြတ်ပေးပြီးတော့အနောက်နိုင်ငံတွေနဲ့ပိုနီးဆက်လာတယ်လို့ပြောရမှာပေါ့အဲ့တော့အခုစစ်တပ်လုံးမဲ့ရွေးကောက်ပွဲအပြီးမှာရောတကယ်ပဲ2030နောက်ပိုင်းတုန်းကလို့အခင်းအကျင်းမျိုးပြန်ဖြစ်လာနိုင်လားဒါကိုသိချင်ပါတယ်အန်တီဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲအပေါ်စစ်ကောင်စီကိုယ်တိုင်ရောအခုရွေးကောက်ပွဲဝင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေအပါအခုနဟာ ပြောသလိုပဲဒါကပဲဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်မယ်လမ်းဖြစ်တယ်ဆိုတာမျိုးကြဲကြဲပြင်းပြဝါဒဖြန့်နေကြတာလေရှိတဲ့ခါကျတော့ဒီပေါ်မှာအန်တီသုံးသက်ပေးပါအောင် ဟုတ်တယ်ရှင်တချို့အဲ့ဒီမှာမြန်မာနိုင်ငံသားတွေအတွေမဟုတ်ဘောเนาะနိုင်ငံသားတွေလည်းအဲ့လိုမျိုးမျော်လင့်ကြတဲ့သူတွေရှိတယ်စီးပွားရေးသမားတွေကအစားဘောเนาะအာဒီဝက်ကောက်ပွဲပြီးသွားလို့ရှိရင်เนาะ2030ရွေးကောက်ပွဲပြီးသွားတဲ့ကာလလိုမျိုးတိုင်းပြည်ကတကားပြန်ပွင့်စီးပွားရေးတွေအာဝင်ခွင့်တွေရဆိုတဲ့ဥစ္စာမျိုးနဲ့အဲ့လိုမျိုးတချို့မှန်းကြတာတွေလည်းကြားနေရတယ်ဘောเนาะအာဒါမဲ့ကျမကြတော့လေအဲ့ဒီအခြေအနေကို အာပြန်သွားမှာလို့ကျမကတော့မမြင်ဘူးဘလို့ဘာကြောင့်မမြင်လဲဆိုတော့တန်းရွှေနဲ့မင်းအောင်လိုင်းကြားထဲမှာကြွားချမှုတွေကိုကျမကြည့်တဲ့အခါမှာမင်းအောင်လိုင်းဒီအာပြောမယ်ဆိုလို့ရှိရင်ဟိုလောဘပူကြီးတယ်လို့ပြောရမှန်းနဲ့တူတယ်နော်ရိုးရိုးစကားနဲ့ပြောရင်သူ့ရဲ့အာလောဘအကြီးလွန်မှုကရှင်းရှင်းပြောရရင်သူဒီအာအကုန်လုံးကိုအနိုင်စားမယ်ဆိုတော့ စိမ့်နေပဲသူအခုလောက်တဲ့ပုံစံနဲ့သွားနေတာရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့နော်ပွင့်လင်းပြောလို့ရှိရင်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကသူသဘောတူလာတာလေနော်အဲ့သဘောတူလာတဲ့သူသူကိုယ်တိုင်သဘောတူလာတဲ့၅ချက်ကိုသူအကောင့်ထဲပေါ်ရဲဆိုရင်တော့မှကျမတို့တော်လန်ရေးအတွက်ကအဲ့ဒီ၅ချက်ကမြန်မာနိုင်ငံပြည်ထောင်စုတွေကိုနော်ဒီအာစစ်ဖနှတ်အောင်မှာပြည်သူတွေစစ်ကြုံစစ်ကြုံပြုခံနေရတဲ့ဘဝတွေကိုရပ်တန့်သွားစေမှာမဟုတ်ဘူးဒီငါဒီအာဆီယံရဲ့သဘောတူညီချက်၅ချက်က ဒါတော်မှအဲ့ဒီရုပ်စာကိုမင်းအောင်နိုင်ကလှည့်ကိုမကြည့်ဘူး။သူတဘောတူလာခဲ့တယ်လှဲ့ကိုမကြည့်ဘူးကျမတို့နဲ့တိုင်မင်းတာမပါဘူးကျမတို့လည်းမကြိုက်ဘူးဘာလို့လဲဆိုရင်ဒီစစ်တပ်ရဲ့အာဖိနှိပ်မှုနဲ့ဥပဒေအထက်မှာနေနေတဲ့ဒီစစ်အာစစ်တပ်ကနေပြီးတော့မှအနိုင်ကျင့်ပိုကြနေတဲ့စနစ်ကြီးကိုဒီ ASEAN ဘုံသဘောတူညီချက်၅ချက်ဆိုရင်ဖယ်ရှားနိုင်မှာမဟုတ်ဘူးဆိုတော့ကျမတို့ကမြင်နေတယ်အဲ့လိုမြင်နေတာတော့မှပြောမပြောချင်တာတော့ပြောချင်တာအဓိကပြောချင်တာဒီ ဘုံသဘောတူညီချက်၅ချက်ကစစ်တပ်ဘက်ကတော့ပို့ပြီးတော့မှအလေးပေးတဲ့ဟာမျိုးတော့ဖြစ်တယ်လို့ကျမတို့သုံးသပ်လို့ရတယ်ပေါ့နော်ဒါတော့မှသူမလုပ်ဘူးအဲ့အတိတ်ကဘာကြောင့်လဲသူလိုချင်တာကအပီးအပြတ်အပီးသက်ချိန်မုံရေးနဲ့အပြတ်သက်အနိုင်ရရေးပဲဖြစ်တယ်ဆိုတော့2010တုန်းကကြတော့တန်းရွှေကသူနောက်ဆုတ်တဲ့အချိန်မှာတစုံတရာအဖြစ် အကျိုးရလဒ်ကိုပုံမျောမှန်းတာပါပဲသူလဲအကျိုးအကျိုးရလဒ်ကိုမျောမျောမှန်းပေမဲ့သူ့ရဲ့အတွက်ချက်မှုနဲ့ strategy မှာကဒီမိုကရေစီအကြီးဆုံးဒီမိုကရေစီအတိုက်ခံအင်အားစုဒေါ်ဆန်းစုကြည်နဲ့ NLD ကိုเนาะဒီဟို share power လို့ပဲခေါ်ခေါ်ပေါ့ဟာလာဒီအာနာခွဲဝေခွဲဝေ တုံးဆွဲမှုကိုနည်းနည်းတော့ပေးလိုက်ရင်ကိုမြန်မာပြည်သူတွေကဒီအပေါ်မှာလိုက်ကြမှာပဲကဘာကလည်းလိုက်ကြမှာပဲဆိုတာမျိုးနဲ့သွားရတယ်လို့ကျွန်မမြင်တယ်။ဒါပေမဲ့မင်းအောင်လိုင်စီမှာအဲ့ဒါမရှိဘူး။အဲ့ဒါအကြောင်းမလို့ကျွန်မတို့2010နောက်ပိုင်းပုံစံကိုပြန်သွားမယ်ဆိုတာမျိုးတော့ကျွန်မမမြင်ဘူးပေါ့နော်။ဒါပေမဲ့အာတချို့အာဒီအထူးသဖြင့်အာနာရှင်နိုင်ငံတွေဒီအာရှိတဲ့တချို့နိုင်ငံတွေပေါ့နော်။အထူးသဖြင့်အမတရုတ်လိုမျိုးနိုင်ငံမျိုးတွေဆိုလို့ရှိရင်သူတို့အတွက်ကတော့ဒီ2025 ဒီ CEO အကြံဖက် CEO ဆုလောက်သွားမဲ့ရွေးကောက်ပွဲပုံစံကဘာဘလောက်ပဲရွေးကောက်ပွဲတစ်ခုရဲ့ကြာရင်လက္ခဏာတွေနဲ့ဘလောက်ပဲမညီနေပါစေဘလောက်ပဲလွဲချော်နေပါစေသူတို့ရဲ့အမျိုးသားစီးပွားရေးနဲ့เนาะဒီပထဝီနိုင်ငံရေးအားတာချက်တွေဖြစ်ဖို့အတွက်ကိုတော့သူကဒီစစ်တပ်ဖက်စစ်တပ်ကိုကြောတော့နောက်ခံ ပြုပြီးအာထောက်ခံပေးတဲ့ဟာတော့ကျမတို့ဖြစ်နေမှာပဲပေါ့ပြောချင်တာကဘာလဲဆိုတော့2010နောက်ပိုင်းတုန်းကအခြေအနေမျိုးကိုကျမတို့မမြင်တော့လဲကျမအနေနဲ့မမြင်တော့လဲ2010နောက်ပိုင်းမှာဖြစ်သွားတဲ့เนาะနိုင်ငံတကာကအလားမြန်မာနိုင်ငံကိုတက်တုပ်ရိုက်ဝင်ပြီးတော့မှရှိတဲ့သဘောဝတရားစာတွေတရုတ်ရနေသမျှတော့တရုတ်တရုတ်တောင်ရနေတာတရုတ်ရသလောက်တော့ငါတို့လည်းရတဲ့နာပေါ့ဆိုတဲ့အတွေးခေါ်စဉ်းစားချက်နဲ့နိုင်ငံတွေကတော့တရုတ်ကိုပြိုင်မဲ့နိုင်ငံတွေကတော့ဒါဒီလိုကဒီလိုအချိန်မှာအပြိုင်ဆိုင် အာစဉ်းစားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ရင်တော့2010နောက်ပိုင်းကအခြေအနေတချို့ဥပမာဆန်ရှင်တွေရုပ်သိမ်းတဲ့ကိစ္စလိုမျိုးလာပါလားဆိုတာမျိုးဖြစ်နိုင်ခြေရှိသလားလို့မင်းဒါလည်းဖြစ်နိုင်ခြေရှိတယ်လို့ကျမတို့တွေ့ရအောင်ပါပဲသို့တော့ဖြစ်လို့မရဘူးဆိုတာကိုကျမတို့အားလုံးနားလည်နေတဲ့အတွက်ကြောင့်မဖြစ်အောင်ကြိုးစားရမှာတော့ကျမတို့ရဲ့ကဏ္ဍလို့အဲ့လိုကျမတို့ရဲ့အခန်းကဏ္ဍကျမတို့ရဲ့တာဝန်ဖြစ်တယ်ပေါ့နော်ကျမတို့အဲ့လိုမြင်နေအမ်ပြီးတော့ မတူနေတဲ့အဥ္စာကိုကျမတို့မေ့ပြလို့မရတာက2025နဲ့2030မှာမတူနေတာက2030တုန်းကအတိုက်ခံခေါင်းဆောင်နိုင်ငံရေးခေါင်းဆောင်တွေကိုထောင်ထဲထည့်ထားတာပဲရှိတယ်ပြီးတော့အာဒီလက်နက်ကင်ထားတဲ့ဒေါ်လာရေးတိုင်းသားဒေါ်လာရေးအင်အားစုတွေကိုမျက်နှာချိုသွေးပြီးတော့မှအာအပြည့်ခက်ရစဲရေးကိုအင်စင်တစ်ပေါ့နော်သူတို့အာနည်းနည်းဟိုလို့သူတို့ဟိုဘယ်လိုခေါ်မလဲ တချို့တချို့လိုက်လျောမှုလေးတွေနဲ့လက်မှတ်ထိုးပြီးတော့မှသူတို့ဘက်ပါအောင်စီယုံတဲ့ဟာမျိုးတွေနဲ့ရှိတာကိုအခုလည်းနည်းနည်းပွားပွားတော့အဲ့လိုလောက်တာတွေ့ရပါတယ်ပေါ့နော်ဒါပေမဲ့အခုအချိန်ကကြတော့မတူတော့တာကတတိုင်းပြည်လုံးမှာ နေရာအနှက်မှာဒီစစ်အုပ်စုကိုတော်လှန်နေတဲ့ပြည်သူတွေကတုန်နီတုဟန်နဲ့တော်လှန်နေတဲ့ပြည်သူတွေကနေရာအနှက်မှာရှိနေပြီးသားဖြစ်တယ်အဲ့အရင်2010တုန်းကနော်ဟိုဟို စစ်ရေးအရတိုက်ခိုက်မှုမလုပ်နေတဲ့ EROC ကအခုအချိန်မှာ Federal Democracy ဆိုတဲ့ဟာဒီလမ်းကြောင်းအောက်မှာဘယ်စစ်ရေးအရတိုက်ခိုက်မှုတွေနဲ့တန်းတူညီတူအာပြေဝမှုရှိတဲ့ Federal ပြည်ထောင်စုပေါ်ဆောင်ရေးဆိုတဲ့နောက်မှာသူတို့ကစစ်ရေးအရပါဝင်ပါပြီးတော့မှနိုင်ငံရေးအရလည်းခုနကအာဘုံသဘောတူညီချက်တွေရဖို့လုပ်နေရတယ်ရှိတယ်ပေါ့နော်ပြောချင်တာအဲ့တော့မတူတာတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့ရဲ့အဓိကအရေးအကြီးဆုံးကတော့ဒီစစ်အုပ်စုရဲ့ အလဲအပြောင်းအမျိုးမျိုးကိုသူလိုချင်တဲ့ပုံစံနဲ့သူစ조사ပြီးတော့မှမရရအောင်လုပ်တတ်တဲ့နော်ဒီအကျင့်ကိုဒီအကျင့်ဇိုးကြီးကိုတည်နေတဲ့အတွက်ကြောင့်ကျမတို့ကအာနိုင်ငံရေးတတိနိုင်ငံရေးမျက်ခြေနိုင်ငံရေးတတိတော့ပြတ်လို့မရဘူးပေါ့နော်ကျမတို့ဘက်ကလုံးဆရာရှိတာတွေကတော့လုံးနေရမယ်လို့ပဲမြင်ပါတယ်ဟုတ်ကဲ့ဟုတ်ပါတယ်ဒီနေရာမှာ2010နဲ့2025အခင်းအကျင်းကကြွားချားမှုတွေအများကြီးရှိသွားတယ်ပေါ့လေခုနပြောသလိုပဲမေးအောင်လိုက်ဆိုလို့ရှိရင်လေဒါသူ သူ့ရဲ့မိုက်ဖို့မိုက်ပတ်နိုင်ငံတွေနဲ့ပေါင်းပြီးတော့အကြည်စံကုန်ပြစ်တော်မှာပဲပေါ့လေဘာလို့လဲဆိုတော့သူကျွန်သွားပြီးတဲ့အရာတခုဟာသူလုတ်ခဲ့တဲ့စစ်ရာဇဝမှုတွေဟာဒီရွေးကောက်ပွဲနဲ့လည်းပြန်ပြီးတော့မဖုံးနိုင်တော့ဆိုတော့သူကတော့စုံးထီပဲဆက်သွားမှာပေါ့ဆိုတော့ဒါကစေဥစုကဏ္ဍပေါ့လေအခုဆက်ပြီးတော့ဘယ်ကြောင်းပြောချင်လဲဆိုတော့နိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေအကြောင်းပေါ့နော်အထူးသဖြင့်တော့ဒီရွေးကောက်ပွဲဝင်မဲ့သူတွေရဲ့ဟာပေါ့ဆိုတော့စေဥစုကရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့လေသံစပစ်ကလေးက NLD ပါတီဆိုရင်လဲစစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေအနေနဲ့မပူးပေါင်းကြဖို့ဆိုပြီးစာထုတ်တိုက်တွန်းတာရှိတယ်။ဒါပေမဲ့အခုစေုပ်စုထုတ်ပြန်ထားတဲ့အထဲမှာဆိုရင်ဒီရွေးကောက်ပွဲဝင်ပြိုင်ဖို့ပဲစည်ရင်းပေးထားတာကိုယ်စလဲလောင်း9000ကျော်ဆိုပြီးတော့သိရတယ်။ဒါတော့မှဒီကြားထဲမှာစစ်တပ်မိဘပါတီတချို့ပိတ်သိမ်းတာမျိုးအဲသူနဲ့ပလင်းတူဘူးဆိုတွေလောင်းရွေးကောက်ပွဲဝင်မရအောင်လုပ်နေတာမျိုးလည်းရှိတယ်။ဒီလိုနည်းနဲ့ပတ်ထုတ်ပြီးတော့ စစ်တပ်ရဲ့ကြံ့ခိုင်ရေးပါတီလိုချင်တဲ့ရလက်ရအောင်ကြံစီနေတာအားလုံးနဲ့အတိပဲပေါ့လေဒါပေမဲ့ဒီလိုအခြေအနေတွေရှိနေရတဲ့တခြားသောကိုယ်စားလှယ်လောင်းတွေမီဒီယာပေါ်မှာဝေဝေဆသာပြောနေတဲ့အချက်ကရွေးကောက်ပွဲပေါ်လာရင်နိုင်ငံရေးမတည်ငြိမ်မှုဟာနေတည်ငြိမ်မှုစီရောက်မယ်ငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးမှုဟာပြန်ရလာမယ်ပေါ့နော်ဒီလမ်းနဲ့ပဲဒီမိုကရေစီကိုသွားနိုင်မယ်ဆိုပြီးတော့ပြောကြတယ်ပေါ့သူတို့လိုမျိုးနိုင်ငံရေးကြောင်းနားလေတဲ့သူတွေက စစ်တပ်ကနိုင်ငံရေးထဲမှာဝင်ပါနေတဲ့၍ဒီအစိုးတန်တရားလဲနေမဲ့ကိစ္စဆိုတာသိရနဲ့ဘာကြောင့်မလို့များဒီစကားတွေပြောပြီးတော့ပြည်သူတွေကိုဝါဒဖြန့်နေကြတာလဲပြီးတော့ဝင်ပြိုင်မဲ့အဲ့ဒီလူတွေပါတီတွေကိုရောဦးစီသူမောင်နေနဲ့ဘာများပြောချင်ပါလဲဘွာပေါ့အာနာတိန်ပြီးကသာအကျဉ်းချက်လေးတွေကျွန်တော်ကပြန်မှတ်မိသေးတယ်အဲ့မှာတမတော်ထောက်ခံတော့ပြည်ခိုင်မျိုးပါတီဆိုတာဒဲပြောတာပြီးတာအဲမဲမဲအငင်းပွားတယ်ဘာညာဆိုတဲ့ညမှာအဲ့မှာဂျေဒီအာနာတိန်မှု PPG ရပိုင်းနေ့မှာထွက်ခဲ့တဲ့ statement တွေပေါ့နော်သူတို့ရဲ့ဒီအဲ့တုန်းကစစ်ကောင်စီရဲ့ statement တွေမှာကိုသူတို့ကသူတို့ရဲ့ဟိုဘယ်ပါတီကိုထောက်ခံနေဆိုတော့တဲ့တဲ့ကိုရေးတာပြီးသားတမတော်ထောက်ခံတော့ပြီးခိုင်မျိုးပါတီဒီလိုစကလုံးစကရဲတွေတုံးခဲ့တယ်အဲ့တော့သိကြတဲ့အဲ့တော့ဒီတမတော်ရဲ့လက်ကင်တုတ်ပါတီရဖို့တော့ပြီးသားကြိုးစားမှာပေါ့နောက်တစ်ခုကနိုင်ငံရေးပါတီတွေထဲမှာရှင်းနေပြကျွန်တော်ဟိုတဲ့တဲ့ပဲပြောလို့ရှိရင်ပြည်သူ့ပါတီရဲ့ဥက္ကူကြီးရဲ့အင်တာဗျူးကိုနားထောင်ကြည့်ဦးတယ်အဲ့ဘာလဲဆိုတော့ဒါပုံကိုပြောတာမဟုတ်စစ်တက် မကြိုက်တဲ့ရလက်ထွက်လို့မရဘူးတဲ့သူရှင်းရှင်းလေးပြောတာလားစစ်တပ်မကြိုက်တဲ့ရလက်ထွက်လို့မရဘူးဆိုတော့အဲ့ဒီတဲ့ဟိုကကျွန်တော်အဲ့အကြောင်ဆက်စောကအဲ့ဒီစကလုံးကိုသုံးတာသူကစစ်တပ်ကလည်းသူကဒီမိုကရေစီအခွင့်အရေးဆိုတာကိုငါတို့ပေးတလောက်ပဲယူအဲ့ဒီလိုပဲနိုင်ငံရေးဆိုတာကိုလည်းငါတို့ခွင့်ပြုပေးတလောက်ပဲမင်းတို့နိုင်ငံရေးလှုပ်လို့ပြောတာဆိုတော့အဲ့လိုအနေထားမျိုးမှာဘလောက်ထိတော်မှာပဲဟိုနိုင်ငံရေးပါတီခေါင်းဆောင်ဆိုသူတွေရဲ့ပေါ့နော်အခုဒီဘက်မှာရွေးကောက်ပွဲစိုးကောက်ရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲအမိခံ အဒီအာနာတက်တန်းဆွဲဆန့်မှုကြီးတခုမှာဝင်ပြီးတော့အဖြစ်ခံအသုံးတော်ခံကြတဲ့နိုင်ငံရေးပါတီခေါင်းဆောင်တို့ရဲ့အင်တာဗျူးကိုကျွန်တော်သတိထားပြီးတော့နားထောင်ကြည့်အဲ့ဒါဘာလဲဆိုတော့ရွေးကောက်ပွဲကိုဆန့်ကျင်အောင်မင်းတို့ကဘာကောင်နေမို့လို့လဲဆိုတော့အဲ့လိုမျိုးယဉ်သိတဲ့ဇာတ်ရည်တီပေါ့နော်ဟိုတုံးတုံးတာတွေ့ရတယ်ပေါ့နိုင်ငံရေးပါတီတခုရဲ့ဒါဥက္ကဋ္ဌ level လောက်ကအဲ့တော့ထပ်ပြီးတော့နည်းနည်းလေးဖြစ်ပြောရရင်တော့ဟိုရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့ကဟိုတရားမဝင်ဒီလိုမျိုး အတူရောင်ရွေးကောက်ပွဲတစ်ခုပေါ်မှာဝင်ရောက်ရှင်ပြိုင်ခြင်းအပြင်ကျွန်တော်တို့ကတစ်ချိန်ကျလို့ရှိရင်ဟို True Net Justice ကိုပြန်ရှာမှာဗျနိုင်ငံဟိုဒီအတွင်ကူပြောင်းရေးကာလဆိုင်ရာတရားမျှတမှုရှာဖွေရေးဆိုလုပ်ငန်းစဉ်ကျွန်တော်တိုင်ပြီးမှာကျင်းနေပေါ့ရှိလာမှာအဲ့ကြလို့ရှိလို့ရှိရင်ပံဝင်ပတ်သက်ခဲ့တဲ့အတိုင်းအတာလိုက်ကျွန်တော်တို့ True Net Justice ကိုကျွန်တော်ပြန်ရှာမယ်အဲနိုင်ငံတော်ပုံကံမှုကြီးမှာပူးပေါင်းပံဝင်ရာဇဝဲမှုမှာပူးပေါင်းပံဝင်တဲ့သူတွေဟာသူ့ရဲ့တက်ဆိုင်တဲ့အစင်လိုက်တော့ဒါကျွန်တော်ထင်တယ်ရည်ယူဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေကကျွန်တော်အနာဂတ်ရဲ့အဲဒီနေ့ရက်တွေမှာမလွဲမသွေရှိလာလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော် ဆိုတော့အဲ့အဲ့လိုမျိုးပဲကျွန်တော်အနေနဲ့ပြောချင်တယ်ဆိုတော့ဟိုနောက်တစ်ခုကဒီရွေးကောက်ပွဲအမိခံပေါ့နော်ဒီစေအုပ်စုရဲ့အဲရွေးကောက်ပွဲမှာဝင်ရောက်အသုံးတော်ခံမဲ့နိုင်ငံရေးပါတီကျွန်တော်သတိထားမိတယ်ဗျလွန်ခဲ့တဲ့ရွေးကောက်ပွဲမှာတိုင်ခင်းနေရဒီအဲမဲစင်းနေမှားနေပါတယ်ဟိုတက်မတော်ကာဝေးဦးစီးချုပ်ကအာနာသိမ်းပေးပါဆိုပြီးပြောခဲ့တဲ့နိုင်ငံရေးပါတီ30ကျော်ကပုံကိုယ်တွေတော့တချို့တွေတော့ဖယ်ခံလိုက်ရတယ်ဆိုတော့အဲ့ဒီတုန်းကဟိုအာနာသိမ်းပေးပါဆိုပြီးတော့ဝင်ပြီးတော့ပြောခဲ့တဲ့သူတွေတော့ဟိုအစောပိုင်းမှာတော့ဗျာအဲသူရဲ့ နာဆာကကောင်စီမှာတော့နေရာလေးတွေပေးနောက်လဲနောက်သူတို့ကိုယ်တိုင်လည်းဖယ်ထုတ်ခံလိုက်ရတာပဲအဲ့တော့ဒါကနိုင်ငံရေးအရာဟိုဘယ်ကိစ္စမှမမြဲဘူးဆိုတာကိုပြောတာအာနာနဲ့ပတ်သက်လို့ရှိလို့ရှိရင်အဒီဟိုကျွန်တော်တို့နိုင်ငံမှာကိုကိုးွယ်တဲ့ဖုံကြီးကိုလည်းတနက်ပြောင်းသွားရှိမှမြေတားတုတ်လို့ယူလို့မရအောင်ဆိုတာကျွန်တော်တမိုင်းရတက်တည်ပြတာပြီလားဆိုတော့မြေတားတုတ်ကိုတနက်ပြောင်းသွားရှိမှလည်းယူခဲ့ဘူးတယ်ငိမ့်ညမ်းစွာလည်းကျွန်တော်တို့လူ့ဖွဲ့စည်းဟိုဒီမိုကရေစီရဲ့ကျင့်စဉ်ကိုကျွန်တော်တို့ဟိုဟို peaceful demonstration တွေစူးစမ်းခဲ့ဘူးလေဒါပေမဲ့ ဟိုမရခဲ့ဘူးပေါ့နော်မရခဲ့တော့ကျွန်တော်တော်လိုင်းရနောက်တစ်ဆင့်ကိုသွားနေရပေါ့ဒါကြောင့်ဟိုကျွန်တော်ယုံကြည်ပါတယ်ဟိုကိုယုံကြည်တဲ့လမ်းကိုကိုဆက်လျှောက်ကြပါတချို့ကတော့ရွေးကောက်ပွဲကိုတားလို့မရတော့ဘူးပြောတယ်မှန်တယ်သူတို့ရွေးကောက်ပွဲကိုကျွန်တော်တားလို့မရလို့ကျွန်တော်တို့ရဲ့ယုံကြည်စွာနဲ့ဆက်လျှောက်မဲ့လမ်းကိုလည်းတစ်ဖက်ကတားလို့မရတော့ဆိုတော့ကိုလမ်းကိုဆက်လျှောက်ကြတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့ဟိုအဲ့လိုပဲမှတ်ချက်ပြုကြပါတယ်